ရသော်ဘုရားတခါတော့ကဘုရားစီမှာဗောဓိမင်းသားဆိုတာဒီမင်းသားရဲ့နာမည်ကဗောဓိတဲ့သူကဘုသူသားတော်ဆိုလို့ရှိရင်ကောသမီပြည်ကဥတေနမင်းနဲ့ဝတုလဓာတ္တမိဘရားတို့ကမွေးလာတဲ့သားသူကဘက်ကတိုင်းမှာနေတာဗောဓိမင်းသားလို့ခေါ်တယ်သူကအမတန်လှပတဲ့ထူးဆန်းတဲ့ စံနန်းတော်ကြီးကိုသူကဆောက်တာဘောရိလင်သာဆိုထူးခြားတဲ့စံနန်းတော်ကြီးရှိသူ့ရဲ့စံနန်းတော်ကြီးကိုကောကနရပါတာရလို့ခေါ်ကောကနရဆိုတာရဲပြီးတော့နေတဲ့ပထမဂျာပန်ကြီးကိုပြောတယ်ဂျာပွင့်ကြီးတရံအခုကိဒီဇိုင်းဆရာတွေတောင်းမှာအဲ့ဒီစိတ်ကူးရကြမှာရအောင်ပါเนาะသူ့အိမ်ကဂျာပန်ဟာရိုးရံတစ်ခုနဲ့တိုင်တလုံးနဲ့ဆောက်တယ် ။ဗမာပြည်မှာတိုင်တလုံးနဲ့ဆောက်တဲ့အိမ်ဆိုတာကြားဘူးကြ။တယ်ပါရှိတာ။ပကိုးမှာအော်ကဒိုးကနတ်ကဒိုးကနတ်ဟုတ်တယ်ကဒိုးကော့နတ်ဆိုစီမှာရှိတိုင်တလုံးနဲ့ဆောက်မှတ်နေအဲ့ဒါအဲ့တော့အမေဓမ္မစမ်းကြဲတဲ့ပြတ်တတ်ကြီးကကောကနတ်ကောကနတ်ဆိုတာနီးရဲနေတဲ့ ကွင့်ချက်တွေအများကြီးပါတယ်ဂျပန်ကြီးအဲ့ဒီသရံနဲ့ဆောက်တာเนาะအဲ့ဒါမှလှအဲ့ဒီကောကနရဆိုတဲ့ဆက်လုံးလေးရအာထိပ္ပယ်တုံးဆိုဘောဓုဒအတိနဲ့ပြောမှာဆိုကောကဆိုတာတော်ခွေတော်ခွေကိုဂျက်ကောရေခွေလို့ပါကောကနရဆိုဂျက်ကောခေါ်နဒဆိုတော့အော်ပြီးစေတာအေး ရေအိုင်ထဲကနေပြီးတော့အဲ့ဒီဂျာပန်ကြီးပွင့်နေပြီဆိုလို့ရှိရင်ကန်းစက်ကဒီပန်ဂျာပန်ကြီးပွင့်တဲ့အချိန်မှာဆိုတော့ခွေးတွေကအဲ့နာလှမ်းကြည့်ပြီးတော့သူတို့စိတ်ထဲမှာမဖြစ်တော့ဘူးဆိုအသားထည့်ကြီးတို့ထင်နီနီရဲရဲကြီးဆိုတော့အသားထည့်ကြီးထင်တော့တရေတများများနဲ့စားကြနေတာပေါ့စားကြတော့အဲ့ဒါမှာပေါ်ကြတာဥကြတာစားကြတော့စားကြလို့လည်းမရဘူးအနာနာလည်းမြစ်ရှင်အိုင်ထဲမှာဆိုတော့သူတို့မသွားနိုင်ဘူးပေါ့ အဲ့ဒါကန်းဆက်ကနေပြီးတော့អော်တာဒါကြောင့်မို့လို့ခွန်ကြီးတို့ငယ်ငယ်တုန်းကဆက်ပြားရေးတဲ့ထဲမှာဟိုဂါထာအနေပေးတဲ့ခါကောကတရမောငေမျော်ရီတောခွေးတို့ကိုអော်မြည်စေတတ်တော့ဆိုတာဟောမောငေပြီးတော့တောခွေးတွေဟာអော်ကြတယ်အဲ့ဒီចាបန်းကြီးကိုជីပြီးတော့ဥကြတယ်ဟိကြစားကြလုံးအာကြီးလို့တေးတွေကြပြီးអော်ကြအဲ့ဒီလို့ လှပဆန်းကျဲတဲ့တသက်ကြီးကိုဆောက်ပြီးတော့ဘုရားပင့်နေသူကအင်္ဂါတွေသက်ဆော့ဘုရားနဲ့တန်ဃာတွေကိုပင့်အဲ့ဒီလိုပင့်တဲ့အခါမှာသူကဘာလုပ်တုံဆိုအဲ့ဒီသူပြတ်သက်ဆောင်ဒီဆန်နှန်းဆောင်လေကလေကတိလေကရင်ကနေစာအကုန်လုံးပိတ်ဖြူပြီးခင်းခုခေတ်ဆိုရင်တော့ကော်စော်နီပေါ့နော် သူတို့ခက်ကအဖြူခက်နာစိတ်ကူးရရဲ့အဖြူလေးပါလေခင်းကြည့်ပေါ့နော်ခုခက်ကတော့အနီခင်းတာများတယ်ပေါ့အနီကြိုက်တာဟုတ်အဲ့တော့ကောဇောကောဇောကြီးကောဇောအနီစားသူကပိတ်ဖြူလေးခင်းပိတ်ဖြူခင်းတာသူကရိုးရိုးခင်းတာမဟုတ်ဘူးသူကသားသမီးမထုံကားတော့သားသမီးလိုချင်တယ်လိုချင်တော့အဲ့ဒီကောဇောဒီဒီပိတ်ဖြူလေးခင်းတာ မြတ်စွာဘုရားကိုဆွမ်းသာပင့်တဲ့အခါကျတော့ဘုရားကအဲ့ဒီနာမှာယတ္တဘောတက်ဖို့လေကာယနာရောက်တဲ့အခါဘုရားကမတက်ဘူးရှင်ဘုရားကြောက်ပါဘုရားကြောက်ပါဘုရားမြတ်စွာဘုရားဒီတိုင်းရပြီစံနေပြီးတော့ရှင်အနန္ဒာကိုကြည့်လိုက်ရှင်အနန္ဒာဆိုအလွန်အကင်းပါတယ်ဘုရားစိတ်ကိုတည်တယ်ပေါ့ကြည့်လိုက်တာနဲ့အကဲခတ်တတ်တယ်မြတ်စွာဘုရားမတက်ဖ ೇನೆ ရှင်အနန္ဒာကိုကြည့်လိုက်တယ် ရှန်တနာကမြတ်စွာဘုရားကအဲ့ဒီပိတ်ဖြူတွေကိုမနှင်းနိုင်ဘူးပေါ့ဒါကြောင့်မို့အာတကားတော်မင်းသားဒီပိတ်ဖြူတွေအလုံးရုပ်ရုပ်လိုက်ပါခဲလိုက်ပါမြတ်စွာဘုရားပိတ်ဖြူနှင်းမှာမဟုတ်ဘူးဘာဖြစ်လို့မနှင်းနိုင်တော့ဆိုတာကရိုးရိုးမဟုတ်ဘူးလေသာသမီရအောင်လို့ तू ကဗေဒင်မေးတဲ့သဘောမျိုးလောက်တာဟုတ်ဟုတ်လားဗေဒင်မေးတဲ့သဘော तू ကအဲမြတ်စွာဘုရားဗေဒင်ဟောမနေ तू ကို ရဝရအကြောင်းလည်းမရှိဘူးဒါကြောင့်မြတ်စွာဘုရားမနှင်းဘူးအကယ်၍မြတ်စွာဘုရားနင်းပြီသူသာသမိမရဘူးဆိုလို့ရှိရင်ဟာရံဃောရမသဗ္ဗညုတဉာဏ်ရှိတယ်ဆိုတာမဟုတ်ပါဘူးကွာဟာဒီစိတ်ကူးနဲ့ခဲတာကသူမသိဘူးနင်းသွားတယ်ပေါ့ဟောပြောခံပါပဲအဲ့ကြောင့်မြတ်စွာဘုရားရုတ်လိုက်မနှင်းဘူးဆိုတာရှန္ဒနာရုတ်ခိုင်းအကောင်လုံးရုတ်လိုက်တဲ့အခါကျတော့မှတက်သွားတယ်ဒါကအပန်ဒိတ်ဘာမှပြောမသွားဘူးမြတ်စွာဘုရား